မင်္ဂလာပါခင်ဗျရှကုတ်ခစ်တက်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်မြန်မာနိုင်ငံမှာလူငယ်တွေကိုနှိမ်ပေါင်းစုံနဲ့တပ်ဖြတ်ပြီးစစ်မှုပါခန်းခိုင်းနေတဲ့အကြမ်းဖက်မင်းအောင်နိုင်ကလူငယ်ဖိုရန်ကျင်းပါခိုင်းနေပြန်တယ်လို့သူကိုယ်တိုင်တက်ရောက်ပြီးတော့ဗာစကားပြောအောင်မှာဖြစ်တယ်လို့ဆိုပါတယ်ဂင်ပီနကအာရှလမ်းမကိုပြန်လဲထိန်းချုပ်ရေးဆိုပြီးကော့ဂရိတ်မြို့ကနေထွက်လာပြန်တဲ့အကြမ်းဖက်စစ်ကောင်စီတက်ရဲ့မအောင်မြင်တဲ့အောင်စီရစစ်ကြောင်းကို ဒေါ်လန်ရေးပူပေါင်းတပ်တွေကထပ်မံတိုက်ခိုက်ချေမှုမှုအတွင်စစ်ကောင်စီတပ်သားအယောက်40ကျော်ဟာအသေးသေးတေကုန်ကြပြန်တယ်လို့အဲ့ဒီစစ်တပ်စစ်ကြောင်းဟာအကြိမ်ကြိမ်တက်ပြန်ဆုတ်သွားကြတယ်ဆိုတဲ့သတင်းပါဝင်နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပြမစုတ်တင်ဆက်ပေးခြင်းတဲ့သတင်းကတော့မြန်မာနိုင်ငံမှာလူငယ်တွေကိုနှီးပေါင်းစုံနဲ့တပ်ဖြတ်ပြီးစစ်မှုပါထမ်းခိုက်နေတဲ့အကြမ်းဖက်မင်းအောင်လိုင်ကလူငယ်ဖိုရမ်ကိုကျင်းပခိုက်နေပြန်တယ်လို့ သူကိုယ်တိုင်တက်ရောက်ပြီးတော့ပါစကားပြောအုံးမှဖြစ်တယ်လို့နေပြီးတော့စစ်တပ်သတင်းအရင်းမြစ်ကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဩဂုတ30ရက်နေ့ကစပြီးစတင်မလာ1ရက်နေ့အထိရန်ကုန်မြို့မင်းမလမ်းမှာရှိတဲ့ MCC စင်တာမှာမြမအနာဂတ်စာမျက်နှာလူငယ်မဟာဗျူဟာဖိုရမ်2025ကိုအကျန်းဖတ်မင်းအွန်လိုင်းရဲ့စေခိုင်းချက်အရာအကျင့်ပပြုလုပ်ရမှာဖြစ်တယ်လို့ဆိုပါတယ်။အဲ့ဒီမှာအကျန်းဖတ်မင်းအွန်လိုင်းကသူကိုယ်တိုင်တက်ရောက်ပြီးစကားပြောအောင်မယ်ဆိုပြီးတော့ပါလက်တလောတိထားရတယ်လို့ အဲ့ဒီဖိုရမ်ကိုပြည်ထောင်စုအဆင့်ကျင်းပခိုင်းနေပြန်တာဖြစ်တယ်လို့နေပြီးတော့စစ်တပ်သတင်းအရင်းမြစ်ကပြောထားပါတယ်တစ်ဖက်ကအကြံဖတ်စစ်ကောင်စီရဲ့ဝါဒဖြန့်သတင်းစာတွေမှာလည်းမဲအွန်လိုင်းလုခိုင်းတဲ့လူငယ်ဖိုရမ်ကိုသူတို့စစ်တပ်လက်အောက်ခံပြန်ကြားရေးဝန်ကြီးဌာနအားကစားနဲ့လူငယ်ရေးရာဝန်ကြီးဌာနရန်ကုန်တိုင်းအစိုးရနဲ့စစ်လော်ဘီဖြစ်တဲ့ကိုကိုစက်မှုတက္ကသိုလ်ဆိုသူကဥက္ကဋ္ဌအဖြစ်ဆောင်ရွက်တယ်။မြမပုံရိပ်ဖော်ညွှန်းရေးအဖွဲ့တို့ကနေပါပူပေါင်းစီစဉ်တာဖြစ်တဲ့ဆိုပြီးသတင်းဖော်ပြထားပါသေးတယ်။အဲ့ဒီဖိုရမ်မှာအချက်ဖတ်မင်းအွန်လိုင်းက လူငယ်တွေကိုစီးယုံမှုရည်ရွယ်ထားပြီးအခြားသောနိုင်ငံတွေကလက်ရှိအကြက်ဖက်မင်းအွန်လိုင်းစစ်တပ်နဲ့အလင်းသင့်တဲ့ပညာရှင်အမေရိကန်တွေကပါတက်ရောက်ပြီးတော့စာရန်ဖတ်ကြားဓာတ်တွေလုတ်ခိုင်းထားသလိုအဲ့ဒီလူငယ်ဖူရန်ရဲ့နောက်ဆုံးရက်မှာသူတို့စစ်တပ်ကလုတ်မဲ့အတူအောင်ရွေးကောက်ပွဲအပါဝင်နိုင်ငံရေးလမ်းကြောင်းကိုထောက်ခံတဲ့ကြီးညာချက်ပါထွက်ရှိဖို့ရှိနေပြန်တယ်လို့နေပြည်တော်စစ်တပ်သတင်းအရေးမြစ်ကပြောထားပါတယ်။တစ်ဖက်မှာတော့အဲ့ဒီလိုလူငယ်ဖူရန်ကျင်းပခိုင်းနေတဲ့အကြက်ဖက်မင်းအွန်လိုင်းကိုယ်တိုင်က မြန်မာနိုင်ငံမှာသူတို့စစ်တပ်ကအာဏာသိမ်းလိုက်တဲ့2021ခုနှစ်ကစပြီးဆန္ဒပြလူငယ်တွေကိုဖမ်းဆီးတပ်ဖြတ်တာတွေစစ်ကြောရေးတွေမှာညှဉ်းပန်းနှိပ်စက်တပ်ဖြတ်တာတွေကစပြီးလက်ရှိအချိန်ထိစစ်မှုထမ်းဥပဒေနဲ့လူငယ်တွေကိုအတင်းကျပ်စစ်သားစုဆောင်းပြီးတော့စစ်မြေပြင်တွေစီပုတ်ပြီးတပ်ဖြတ်နေတာကိုလည်းစစ်တမ်းတွေရဲ့ပေါ်ပြထားချက်အရာသိရပါတယ်ခင်ဗျာတဖက်မှာတော့ခင်ဗျာဒီနေ့ကအရှလက်မကူပြန်လဲထိန်းချုပ်ရေးဆိုပြီး ကော့ဂရင်မြို့ကနေထွက်လာပြန်တဲ့အချက်ဖတ်စစ်ကောင်စီတပ်ရဲ့မအောင်မြင်တဲ့အောင်စီရစစ်ကြောင်းကိုဒေါ်လန်ရီပူပေါင်းတပ်တွေကထပ်မံတိုက်ခိုက်ချင်းမမှုအတွေ့စစ်ကောင်စီတပ်သားအယောက်40ကျော်ဟာအသီးသီးတိတ်ကုန်ကြပြန်တယ်လို့အဲ့ဒီစစ်တပ်စစ်ကြောင်းဟာအချိန်ချင်းတက်ပြန်ဆုတ်သွားကြတယ်လို့ KNL သတင်းရင်းမြစ်ကရန်ကုန်ခေတ်ကိုပြောပါတယ်။ဒါကတော့အခုအော်ဂိုလာနေ့ရက်နေ့ကစပြီးဂင်းပြည်နယ်ကကော့ဂရိတ်မြောက်ရီအာရှလက်မကူပြန်လည်ထိန်းချုပ်ရေးဆိုပြီးတော့ကော့ဂရိတ်မြို့ကနေထွက်လာပြန်တဲ့အချက်ဖတ်စစ်ကောင်စီတက်ရဲ့ မအောင်မြင်တဲ့အောင်စည်းရစစ်ကြောင်းကို KNL ပူးပေါင်းတပ်တွေကဩဂုတ်လ20ရက်နေ့အထိဝိုင်းဝန်းတိုက်ခိုက်ချေမှုန်းခဲ့တယ်ဆိုပါတယ်။အဲ့ဒီလိုတိုက်ခိုက်မှုတွေအတွင်းထုံးစံအတိုင်းမြောက်ရီမြို့ကိုတနှစ်ဝန်းကျင်ရှိနေတာတောင်အခုအချိန်ထိမရောက်နိုင်သေးတဲ့အကြံဖတ်စစ်ကောင်စီရဲ့အောင်စည်းရစစ်ကြောင်းကစစ်ကောင်စီတပ်သားအယောက်40ကျော်ဟာအသီးသီးတိတ်ကုန်ကြပြန်တဲ့အပြင်အချိန်ချင်းတက်ပြန်ဆုတ်သွားကြတယ်လို့ KNL သတင်းရှင်းမိကပြောထားပါတယ်။ဒါပြင် အဲ့ဒီအောင်စီးကစစ်ကြောင်းတက်ကနေထွက်ပြေးလာပြီးတော်လိုင်းတက်တူစီမှအလင်းဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားတွေလည်းအများပြားရှိနေပြန်တယ်လို့ဆိုပါတယ်စစ်ကောင်စီတက်ကတော့သူတို့ရဲ့မအောင်မြင်တဲ့အောင်စီးကစစ်ကြောင်းအတွက်ဝေဟင်ကနေပါလေကြောင်းပစ်ကူတွေပေးပြီးတိုက်ခိုက်ပေးလေအဲ့ဒီစစ်ကြောင်းဟာအခုချိန်ထိ KNL ပူးပေါင်းတက်တွေကိုမကျော်နိုင်မဲအချိန်ချင်းတက်ပြန်ဆုတ်သွားကြရတဲ့အနေအထားပဲဖြစ်နေတယ်လို့ KNL သတင်းရင်းမြစ်ကရှင်းပြထားပါတယ်အကြံဖတ်စစ်ကောင်စီဟာ အဲ့ဒီအောင်စရစစ်ကြောင်းကိုနိုင်ငံတော်အဆင့်ဆစ်ဆင့်ရေးဆိုပြီးကင်ပီနယ်ကအာရှလက်မကိုပြန်လဲထိန်းချုပ်ရေးနဲ့မြဝရီမြို့ကိုရောက်ရှိရေးအတွက်စေလွတ်ထားရမှာရေပိုင်းလောက်သာတွားရတဲ့မြဝရီမြို့ကိုတနစ်ဝင်းကျင်သာကြာသွားတယ်အဲ့ဒီသူတို့စစ်တပ်ရဲ့အောင်စရစစ်ကြောင်းဟာအခုအချိန်ထိမြဝရီမြို့ကိုမရောက်နိုင်သေးပဲ KNL ပူပေါင်းတပ်တွေရဲ့တိုက်ခိုက်ချေမှုမှုတွေကြားမှာသာအချိန်ချင်းရှုံမြဲရှုံနေစေဖြစ်တယ်လို့ KNL စစ်ရေးတရင်ရင်းမြစ်ကပြောထားပါတယ်ခင်ဗျာ တစ်ဖက်မှာတော့မကွေးတိုင်းက6မြို့မှာအချက်ပစစ်တဲ့လောက်အောင်ကံပြူစောတီတွေကပဲနှံပွဲယုံပိုင်ရှင်တဦးရဲ့တမိဖြစ်သူကိုပြန်ပေးဆွဲပြီးတော့ငွေချက်3500တောင်းယူမှုဖြစ်ပွားခဲ့ပြီးညှိနှိုင်းမှုနဲ့နောက်ဆုံးငွေချက်3500ပေးလိုက်ရတယ်လို့ဒေတာတွင်းသတင်းရှင်းမေကပြောထားပါတယ်ဖြစ်စဉ်ကတော့အခုအောက်ကလာအတွင်းမှာပဲမကွေးတိုင်းက6မြို့မှာအချက်ပစစ်တဲ့လောက်အောင်ကံပြူစောတီတွေကလုံခြုံရေးအရအမိဖော်လို့မရတဲ့ပဲနှံပွဲယုံပိုင်ရှင်တဦးရဲ့တမိဖြစ်သူကို စိတ်ဖြူမြုပ်နယ်ပကန်းညောင်ဦးလမ်းတွေကိုပိတ်ဆို့ပြီးလုံခြုံရေးယူနေတဲ့အချိန်မှာပြန်ပေးဆွဲသွားကြတယ်ဆိုပါတယ်အဲ့ဒီနောက်ပြစောတီတွေကပဲနှံပွဲုံပိုင်ရှင်စီကိုဆက်သွယ်ပြီးတမိပြတူကိုပြန်လုံခြင်းရင်သူတို့ကိုငွေချက်3500ပေးရမယ်ဆိုပြီးတော့တောင်းရန်ခဲ့တယ်ဆိုပါတယ်အဲ့ဒီနောက်ပဲနှံပွဲုံပိုင်ရှင်ကသူတမိပြတူကိုပြန်လွတ်ပေးဖို့အတွက်သူစောတီတွေတောင်းတဲ့ငွေကျပ်3500ကိုညှိနှိုင်းမှုပြုလုပ်တဲ့အခါမှာတော့နောက်ဆုံးမှငွေကျပ်3500နဲ့ညှိနှိုင်းပြီးပေးလိုက်တော့မှ ွဲယုံပိုင်ရှင်သမီးဖြစ်သူကိုပြန်လွှတ်ပေးလိုက်တယ်လို့ဒေတာတွင်းသတင်းရှင်းပြကရှင်းပြထားပါတယ်။တဖက်မှာလည်းလက်ရှိချောင်းမြို့နယ်မှာစစ်ကောင်စီတပ်နဲ့ပြူစော့တီတွေကလူငယ်တွေကိုစစ်မှုထမ်းအကြောင်းပြချက်နဲ့ပေါ်တာဆွဲဖမ်းဆီးပြီးစစ်သားတွေအဖြစ်ပြန်လဲရောင်းချနေတဲ့ဈေးကွက်ပါဖြစ်ပေါ်နေတယ်လို့လက်ရှိပေါင်စည်းအရာစစ်မှုထမ်းလူစားတို့အဖြစ်လူငယ်တအုပ်ကိုငွေကျပ်350နဲ့စစ်ကောင်စီတပ်သားတွေနဲ့ပြူစော့တီတွေကပြန်ရောင်းစားနေကြတယ်လို့ဒေတာတွင်းသတင်းရှင်းပြကပြောထားပါတယ်ခင်ဗျ။ တစ်ဖက်မှာတော့မကွေးတိုင်းကစိတ်ဖြူမြို့နယ်မှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီရဲ့လက်နက်ခဲယမ်းထုတ်လို့ရကပ္ပစာ22စက်ယုံနဲ့တွေ့တန်းထားတဲ့လျှက်စစ်မိတိုင်တွေကို PDF တပ်ဖွဲ့တွေကပောက်ခွဲရှင်းလင်းခဲ့တယ်လို့စိတ်ဖြူကြားစုပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်။ဒါကတော့ဩဂုတ်လ18ရက်နေ့ကပဲစိတ်ဖြူမြို့နယ်မှာရှိတဲ့အချမ်းဖတ်စစ်ကောင်စီရဲ့ကပ္ပစာ22နဲ့တွေ့တန်းထားရလျှက်စစ်မိတိုင်တွေကိုဒေါ်လန်ရေးတပ်တွေကဖျက်အားပြင်းမိုင်းတွေပါအုံပြူပြီးပောက်ခွဲရှင်းလင်းလိုက်တယ်ဆိုပါတယ်။ အဲ့ဒီစစ်ကောင်စီရဲ့ကပ္ပစာ22ဟာလက်နက်ခဲယမ်းတွေနဲ့ဘုံတွေထုတ်လုပ်ပြီးရဲသားပြည်သူတွေကိုပြစ်ခတ်ဘုံကျဲတပ်ဖြတ်နေတာဖြစ်တဲ့အတွက်အဲ့ဒီစစ်ရုံကနေလက်နက်ခဲယမ်းတွေစပ်ပြီးထုတ်လို့မရအောင်စစ်ရုံကိုပေးထားတဲ့အဓိကလက်စစ်မိတိုင်တွေကိုဖောက်ခွဲရှင်းလင်းလိုက်တာဖြစ်တယ်လို့လဲစိတ်ဖြူကြားစိုးပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတို့ကပြောထားပါတယ်အဲ့ဒီနောက်အချက်ဖက်စစ်ကောင်စီတပ်ကအဲ့ဒီလက်စစ်မိတိုင်တွေကိုလာရောက်ပြင်ဆင်တာမျိုးမရှိသေးပဲစစ်တပ်စစ်ကြောင်းထွက်လာရင်လဲတိုက်ပွဲတွေပြင်းထန်လာနိုင်တဲ့အခြေအနေမှာရှိနေတယ်လို့ပြောထားပါသေးတယ်ခင်ဗျ တစ်ဖက်မှာတော့စကိုင်းတိုင်းကမုံရွာမြို့နယ်မင်းတောင်စိတ်ကန်းကနေထွက်လာတဲ့အကြက်ဖက်စကောင်းစီတက်ရဲ့စစ်ရည်ရည်အုပ်စုကိုဒေါ်လန်ရေးပူပေါင်းတက်တွေကတရခုံမမရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်မှုအတွင်းစစ်သင်္ဘောတစီထိမှန်ပျက်စီးသွားပြီးစစ်သားနှစ်ဦးပါတခါတည်းသေနိုင်တယ်လို့ Royal Tiger Force ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ္တကိုပြောပါတယ်ဖြစ်စဉ်ကတော့အောက်ဂလ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲစကိုင်းတိုင်းကမုံရွာမြို့နယ်မင်းတောင်စိတ်ကန်းကနေထွက်လာတဲ့အကြက်ဖက်စကောင်းစီတက်ရဲ့စစ်ရည်ရည်အုပ်စုကို ဒေါ်လန်ရေးပူပေါင်းတပ်တွေကတရားခေါ်မမရှော့တိုက်ဒုံးတွေနဲ့ပြစ်ခတ်တိုက်ခိုက်ခဲ့တယ်ဆိုပါလေအဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ရဲ့စစ်သင်္ဘောတစီးထိမှန်သွားပြီးအင်ဂျင်ပိုင်းပျက်စီးသွားတဲ့အကြောင်းကိုသိထားရသလိုစစ်ကောင်စီတပ်သား2ဦးလည်းပြင်းထန်ဒဏ်ရာရသွားပြီးနောက်ဦးစလုံးပေနိုင်တဲ့အခြေအနေဖြစ်နေတဲ့အကြောင်းကိုပါသိထားရတယ်လို့ Riot Tiger Force ပျောက်ကြားတပ်ဖွဲ့ရဲ့တာဝန်ရှိသူတူကပြောထားပါတယ်လက်ရှိစကိုင်းတိုင်းမှာဒေါ်လာရေးတပ်တွေထိန်းချုပ်ထားတဲ့နေမြေတွေကိုစစ်ကောင်စီတပ်ကပြန်လည်ထိန်းချုပ်ခြင်းတဲ့အတွက် မြေပြင်ကနေစစ်ကြောင်းထိုးတာတွေလုံနေပြီမဲ့ဒေါ်လာရေးတက်တွေရဲ့တိုက်ခိုက်ချေမှုမှုတွေကိုသာခံနေရတာကြောင့်သူတို့စစ်တပ်စခန်းတွေအတွက်လူသူလက်နက်ရိတ်ခါပို့တာတွေကိုရေကြောင်းအသုံးပြုပြီးစစ်တင်းဘောတွေနဲ့ပို့ဆောင်နေတာဖြစ်တယ်လို့လဲဒေတာတွင်းသတင်းအရင်းမြစ်ကပြောထားပါသေးတယ်ခင်ဗျအခုတခါဆက်ချင်တာကတော့နိုင်ငံကရဲ့အာယုံစိုက်ခံရမှုကနေလွဲချော်နေတဲ့မြန်မာနိုင်ငံကိုမေ့ထားလို့မရဘူးလို့ရောက်ကုန်မြို့မှာရှိတဲ့ဂျာမနီတန်ယုံအကြီးအကဲကပြောလိုက်ပါတယ်ဒါကတော့ ်အော်ဂူလာ22ရက်နေ့ဖြစ်တဲ့မနေ့ကပဲရန်ကုန်မြို့ကဂျာမနီတန်ယုံကိုရောက်တာလာဝက်ခန့်သာရှိသေးတဲ့ဂျာမနီတန်ယုံအကြီးအကဲကပြောလိုက်တာပါလက်ရှိကမ္ဘာအကျက်အတက်မျိုးစုံရှိနေတဲ့ကာလမှာမြန်မာနိုင်ငံဟာမေယော့ခန့်မဖြစ်သင့်တယ်လို့ကမ္ဘာတဝိုင်းရဲ့အာရုံစိုက်မှုတွေကအရှိအလေပိုင်းဒါမှမဟုတ်ယူကရိန်းစစ်ပွဲကိုရောက်ရှိနေကြတာကြောင့်မြန်မာနိုင်ငံဟာနိုင်ငံတကာရဲ့အာရုံစိုက်ခံရမှုကနေလွဲချော်နေတယ်လို့ဂျာမနီတန်ယုံအကြီးအကဲကပြောလိုက်တာပါတကယ်လက်ရှိအနေအထားအရ လူဦးရေအရွယ်အစားနဲ့ဆိုရင်ပြင်သစ်နိုင်ငံနဲ့ဆင်တူတဲ့မြန်မာနိုင်ငံဟာအင်ဒိုပစိဖိတ်ဒေသရဲ့မဟာဗျူဟာကျတဲ့တည်နေရာမှာရှိနေတာကနိုင်ငံကရဲ့အာရုံစူးစိုက်မှုနဲ့ဖြစ်တည်မှုအကျိုးကိုရရမှာဖြစ်တယ်လို့လဲနိုင်ငံသားရေး policy ကျွမ်းကျင်သူတယောက်လည်းဖြစ်တယ်ဂျာမနီတန်ယုံအကြီးကဲကပြောလိုက်တာပါ2021ခုနှစ်ဖေဖော်ဝါရီလမှာစစ်တကအာဏာသိမ်းပြီးကတည်းကမြန်မာနိုင်ငံကနေထွက်ပေါ်လာခဲ့တဲ့သတင်းတွေဟာသတင်းကောင်းတွေဟုတ်မနေပဲ ဆယ်စုနှစ်တခုစာထိလွယ်ရှလွယ်နုနယ်ခဲ့တဲ့ဒီမိုကရေစီဖြစ်ပေါ်တိုးတက်မှုတွေပျက်စီးသွားခဲ့ရတယ်လို့လည်းဆိုထားပါတယ်မြန်မာနိုင်ငံကပဋိပက္ခတွေကြောင့်ဒေတာတွင်မတည်ငြိမ်မှုတွေကိုဖြစ်စေသလိုနောက်ဆက်တွဲအကျိုးသက်ရောက်မှုတွေအဖြစ်ဒုက္ခသည်ရိစီစစ်မှုတရုတ်နဲ့အိန္ဒိယနယ်စပ်အနီးကလက်နက်ကိုင်တိုက်ပွဲတွေစိုက်ပါရာဇဝတ်မှုမူရစ်စေဝါနဲ့လက်နက်မှောင်ကိုကူတက်မှုအပါအဝင်ဒေတာဆိုင်ရာလုံခြုံရေးနဲ့အခြားအန္တရာယ်တွေဖြစ်ပေါ်စေခဲ့တယ်လို့လဲဂျာမနီတန်ယုံအကြီးအကဲကထောက်ပြထားပါတယ် ဒီလိုအခြေအနေတွေမှာပြည်တွင်းမှာဖြစ်စေနိုင်ငံရဲ့ပြင်ပမှာဖြစ်စေသူတို့ရဲ့အခွင့်အရေးတွေကိုဖော်ထုတ်ဖို့ကြိုးပမ်းနေတဲ့မြန်မာလူငယ်တွေနဲ့အလုတ်စ조사တဲ့မြန်မာလူမျိုးတွေအပေါ်ဂျာမနီအစိုးရအနေနဲ့အာရုံစိုက်ပေးနေတယ်လို့မြန်မာနိုင်ငံနဲ့ဆက်လက်ထိတွေ့ဆက်ဆံမှုလုပ်ဖို့လိုအပ်နေစေဖြစ်တဲ့အတွက်လူသားချင်းစာနာထောက်ထားမှုရရှိရေးပံ့ပိုးကူညီပေးကြဖို့ကိုပါရန်ကုန်မြို့မှာရှိတဲ့ဂျာမနီတန်ရုံအကြီးအကဲကတိုက်တွန်းထားပါသေးတယ်ခင်ဗျာတစ်ဖက်မှာတော့ မြန်မာနိုင်ငံကရိုဟင်ဂျာဒုက္ခသည်တွေအရေးကိုကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးစုံစမ်းစစ်ဆေးသူတော့ Andrews နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရခေါင်းဆောင်တို့တွေ့ဆုံဆွေးနွေးခဲ့ကြတယ်လို့ဘင်္ဂလားဒေ့ရှ်သတင်းတွေမှာဖော်ပြထားပါတယ်။ဒါကတော့လာမယ့်ဩဂုတ်လ25ရက်နေ့မှာဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်းပြုတ်လုမဲ့ရိုဟင်ဂျာအရေးနိုင်ငံတကာညှိနှိုင်းခံမတိုင်မီဘင်္ဂလားဒေ့ရှ်နိုင်ငံဒါကာမြို့ကိုရောက်နေတဲ့ကုလသမဂ္ဂရဲ့မြန်မာနိုင်ငံဆိုင်ရာလူအခွင့်အရေးစုံစမ်းစစ်ဆေးသူတော့ Andrews နဲ့ဘင်္ဂလားဒေ့ရှ်အစိုးရခေါင်းဆောင်တို့တွေ့ဆုံဆွေးနွေးခဲ့ကြတာဖြစ်တယ်လို့ဆိုပါတယ်။ အခုလိုရိုဟင်ဂျာအရေးကိစ္စကိုကမ္ဘာစက္ကူမှာဦးစားပေးဖြစ်လာအောင်ဦးဆောင်မှုအခန့်ကဏ္ဍကနေပါဝင်နေမှုအတွက်ကိုလည်းကုလသမဂ္ဂအထူးတနမန်တွန်အန်ဒရုစ်ကဘင်္ဂလားဒေ့ရှ်အစိုးရခေါင်းဆောင်ကိုချီးကျူးစကားဆိုခဲ့တယ်လို့သိရပါတယ်။ဘင်္ဂလားဒေ့ရှ်အစိုးရကမြန်မာနိုင်ငံကနေထွက်ပြေးလာရတဲ့ရိုဟင်ဂျာတွေကိုအမိုးအကားနဲ့အကူအညီတွေပေးတဲ့အပြင်ရေရှည်ပြဿနာဖြေရှင်းရေးအတွက်ကိုပါအပြည့်ရှာပေးနေတာကြောင့်ဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်ပမခဒေါက်တာယူနုစ်ကိုကမ္ဘာကြီးကကျေးဇူးတင်နေပါတယ်လို့တွန်အန်ဒရုစ်ကပြောထားပါတယ်။ တဖက်ကဘင်္ဂလားဒေ့ရှ်ကောင်းဆောင်ကတော့လက်ရှိမြန်မာနိုင်ငံကရခိုင်ပြည်နယ်ကိုတည်ငြိမ်ရေးနဲ့ရိုဟင်ဂျာဒုက္ခသည်တွေနေရပြန်နိုင်ရေးအတွက်ကိုကုလသမဂ္ဂအတွင်းရေးမှူးချုပ်ကစီစဉ်ထားတဲ့စီမံချက်ဟာအလိမ်ညာမူသားတည်င်းတွေကြောင့်အကောင့်ထဲမပေါ်နိုင်ခဲ့တဲ့အပေါ်မှာလည်းစိတ်ပြက်မိတယ်လို့ဆိုထားပါတယ်။အဲ့ဒီရိုဟင်ဂျာအရေးနဲ့ပတ်သက်ပြီးလာမယ့်စက်တင်ဘာလ30ရက်နေ့မှာတော့အမေရိကန်ပြည်ထောင်စုနယူးယောက်မြို့ကကုလသမဂ္ဂဌာနချုပ်အတွင်းကုလသမဂ္ဂရဲ့နိုင်ငံတကာညီလာခံတစ်ခုကျင်းပဖို့ရှိနေတယ်လို့လည်းသိရပါတယ်ခင်ဗျ။ ဟုတ်ကဲ့ဒါကတော့ရေအောင်ခစ်တစ်ကနေနောက်ဆုံးရရှိထားတဲ့သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့အတွက်ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငံပါ